အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချိန်အပြင်မဲ့တင်ရင်းစွာကတော့အခန်း73နေ့ချင်းငယ်ဒုတိယနေ့ကနံပါတ်1နေ့သုံးမှာဖြစ်ပါတယ်နံပါတ်1မှာဆိုရင်ဥယျာဉ်တစ်ခုမှာငါပြောပြနေတဲ့ပြင်လို့အချိုးသည်ခုနေချိုးနေ့ဖြစ်သည်တရက်ပြင်ရတဲ့ဒီ40ဖြစ်နေငါပြောပြရတဲ့ကိုရှာပါလို့ပြောထားပါတယ်ဒီချိုးကငါပြောပြရတဲ့နေ့တရက်ပြင်ရတဲ့ကိုရည်လိုက်ပါမယ်7 ratio 2ပါနော်ဒီကသူကပါတော့ငါပြောပြရတဲ့ အဲအဲ့တော့ကျွန်တော်ပိုင်းကြီးနဲ့ပြမစင်းဘောပင်ကြီးအတွက်ကိုပိုင်းပင်မှာထားမယ်တဲပင်ကြီးအတွက်ကိုပိုင်းပင်မှာထားမယ်နောက်က7ကိုပိုင်းပင်မှာထားမယ်2ကိုပိုင်းပင်မှာထားမယ်သူကပြောတာကတဲပင်ကြီးအတွက်က40ပင်ဆိုတော့တဲပင်ကြီးအတွက်ညချင်း40နော်သူကရှားချင်တာကငပြောပင်ကြီးအတွက်ကိုရှားချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တဲပင်ကြီးအတွက်နေရာမှာ40ကိုစားထုတ်လိုက်မယ်ကျေလို့ချင်တာကငပြောပင်ကြီးအတွက်ဖြစ်တယ်40ကနော်စားရတယ်ညီမကြီးတစ်ဖက်ကိုပို့ရင်ကျွန်တော်တော့တမျိုးအမြောက်ပေးရပါတယ် ီကစမဘိုင်းပိုင်းချီလို့ရတယ်စီပိုင်းဝေ40နဲ့ပိုင်းချီနည်းနဲ့ချီလို့ရတယ်နှစ်တယ်လေးနည်းနည်း20လေးရေးစီအဲဒီ29လေးရဘလောက်လဲစီ140ပဲဆိုပါတယ်မပြောပြရင်တက်က140တော့တရက်ပင်ပြင်40ဆိုရှင်မပြောပြရင်တက်က140ပြောတာပါအဲ့တော့ဘုကတရုတ်ကြောင်တစ်ခုလို့တဲ့နော်၃ချိုး၅ရာ၂ပန်းပန်းရာငယ်သောပန်းရာလေယာက၄၅စင်တီမီတာရှိတယ်။ကြီးသောပန်းရာလေယာကိုရှာပါလို့ပြောတာပါ။ဟုတ်ကဲ့နော်။ ဒါဆိုဒီချက်တို့ကကြီးသောပိုင်းနဲ့ငယ်သောပိုင်းကိုရေးလိုက်မယ်ငယ်သောပိုင်းရေလေရာအချို့ကြီးသောပိုင်းရေလေရာဒါဆိုရင်3 ratio 5ဒါငယ်သောပိုင်းဆိုတော့ကျွန်တော်ကငယ်တဲ့ကိန်းကိုရှိမှထားမယ်ကြီးသောပိုင်းဆိုတော့ကြီးတဲ့ကိန်းကိုတော့မထားဘူးအဲဒါခုနတိုင်းပဲကျွန်တော်ကအပိုင်းပိုင်းကြီးဖြစ်ရေးလိုက်မယ်ဒီပြရခါမှာငယ်သောပိုင်းရဲ့လေယာဉ်ကစမော45လို့စာသင်းပြရပါတယ်။ငယ်သောပိုင်းရဲ့လေယာဉ်က45စင်တာဆိုတော့ငယ်သောပိုင်းရဲ့လေယာဉ်က45စင်တာစာလုပ်နိုင်တယ်။ ရုပ်လိုချင်တာကကြီးသောပိုင်းရဲ့အလျားကိုလိုချင်တာ။ဒါဆိုရင်ကြီးသောပိုင်းရဲ့အလျားကိုညီမကြီးတစ်ဖက်ဝုတ်မယ်၊သီးပိုင်းဖက်ကို45အောက်ဝုတ်လာစားမယ်ပေါ့နော်။သီးပိုင်းဖက်ကို45မှာလာစားပြီးတော့အဲ45အောက်မှာလာစားပြီးကြီးသောပိုင်းရဲ့အလျားကိုညီမကြီးတစ်ဖက်ကိုပို့လိုက်တဲ့အခါမှာကြီးသောပိုင်းအလျား equal to နော်သူက45ကိုသီးပိုင်းဖက်နဲ့စားမှာလေ။စားမှာကိုအမြပြောတဲ့အခါမှာဖက်ပိုင်းသတိဖြစ်သွားတာပေါ့နော်။ဒါရင်33 35 45 55 55 45ဒါပေမဲ့ကြီးသောပိုင်းရဲ့လေယာဉ်က85စီမီတာဖြစ်ပါတယ် နံပါတ်3ကကြာကြာရေခွဲတဲ့ခါမှာကြာနေရေလို့ရေလေးချိန်ရတဲ့1 ratio 5ဖြစ်ပါတယ်ကြာရေလေးချိန်က600 gram ဖြစ်နေပြီဒီပြမအောင်ဆိုတော့ကကြာနေရေလို့ရေအလေးချိန်ကြာလေးချိန်ရေလေးချိန်ပေါ့နော်အဲဒီ1 ratio 5ဘယ်နော်တကြားရေဖြစ်သွားပြီဆိုရင်ဘယ်လောက်ရအောင်နော်အချိုးပေါင်းတကြားနဲ့ရေနဲ့ရောလိုက်တဲ့အခါမှာတေချိုး5ဆိုတော့စမပါပါဘူးအချိုး6ဖြစ်သွားပါတယ် ăn chứ nó mà cái gì ra cháy mình bảo mình đó cháy lấy chừng một sáu này cháy thì bảo là cháy này như này ai cũng mà cháy lấy chừng một chừng nếu mà bảo là cháy lấy này gì lấy chừng á chú cháy lấy chừng này gì lấy chừng chứ lúc gì mà là cháy lấy chừng đó này mà mà gì lấy chừng một cháy gì lấy chừng một chừng nếu mà cháy gì rồi thì bảo là chú à cháu thì bảo là gì lấy cái màu của cháy gì lấy mà sao gì lấy chừng một chừng ရေလေးတွေလို့မှားပြီးရေးထားတာပါကြားရေလေးတွေနော်အဲ့ဒီလေးပွားချိုးပါလေကြားလေးတွေချိုးကြားရေလေးတွေအဲ့ပါသမားဝါပိုင်စစ်ဖြစ်မှာ1 1 ratio စစ်ဖြစ်မှာနော်ဒါဆိုလို့ရှိရင်ကြားလေးတွေနဲ့ကြားရေလေးတွေက1 1/6ပေါ့နော်အဲ့ဒီမှာဆိုတာကြားရေရဲ့အလေးချိန်က60ကရမ်ဖြစ်တယ်ဆိုသမားကြားရေရဲ့အလေးချိန်က60 600ကရမ်ကြားရေရဲ့အလေးချိန်အောက်မှာသမား600ကရမ်လို့စားလို့လိုက်မယ်ဆဲလို့ကျင်တာကကြားလေးချိန်ဖြစ်တဲ့ရဲသမားတို့က600ကရမ်မိုင်းတစ်ခုပို့တဲ့ခါမှာတွားပြီးတော့မြောက်ပြရတယ် เนาะ600ดี600เนาะ600ดี600แล้วเตียนเนี่ยเนี่ยเหมือนกันเตียนกันเลยอ่ะแล้วยาลิจริงอ่ะเตียนกันถูกป่ะไอ้นี่มานะนมัสขาวอยู่ป่ะเนาะนมัสขาวเนี่ยตะจายนี่ป่าตัวเยลิจริงกูจริงอาจารย์มุสมาว่าเยลิจริงเนี่ยตะจายเยลิจริงเนี่ยโชว์จ้ะနော်အကြတကြားလေးရုံနဲ့ကျနော်ဖြစ်တဲ့တကြားလေးချင်းနဲ့တကြားရည်လေးချင်းကိုချူစားရဲခုကတရည်လေးချင်းကိုကျနော်ဖြစ်တဲ့ရည်လေးချင်းနဲ့တကြားရည်လေးချင်းကိုချူချာအပိုင်းလေးနဲ့ပြင်ရေးလိုက်မယ်ဒီကြရည်တကြားရည်လေးချင်းက600 gram အဲ့ဒီကြားရည်လေးချိန်ရဲ့နေရာမှာကျွန်တော်ချရာကိုစားသွင်းလိုက်တယ်။အဲ့ချရာကလည်းကျွန်တော်လိုချင်တာရေးလေးချိန်ဖြစ်တဲ့ညီမကြီးတစ်ခုကိုပို့ရတဲ့ခါမှာချရာပဲ။600ရာကြီးက600၊100နဲ့900ပြတ်တော့900ကျော်။အဲ့ဒီရေးလေးချိန်က900ကျော်ဖြစ်ပါတယ်။ဘူးကနမကငယ်ပါ။ကြားနေရည်လို့ရေးလေးချိန်ကတချို့ချို့ရှိဖြစ်ဖို့အတွက်ထက်ထရမြေလေးရေးလေးချိန်ကိုချရတယ်။အဲ့ကျွန်တော်ထက်ထရမြေရေးလေးချိန်မသိရတဲ့ကျွန်တော်8ဂရမ်ကိုထားလိုက်ပါမယ်။ဟုတ်လား။ အဲ့ဒီရေထည့်ပြီးနောက်ဖြစ်လာမဲ့ရေပထမတော့ဆိုတာရေရဘလို့1 2 5ဆိုတော့ရေရ၄၀ရ900ကျော်နောက်ထက်ထက်မှာ8ဆိုတော့ဒီမှာ500 plus 8ကျော်လို့ပြနေတယ်နော်ရေထည့်ပြီးနောက်ဖြစ်လာရေလေးချိန်ဒါဒီသမားတို့လိုချင်တာကကြားလေးချိန်နဲ့ရေလေးချိန်နော်ဒါလို1 ratio 8ပေါ့ကြားနဲ့ရေလေးလေးချိန်ဖြစ်တော့ဒါဒီကြားလေးချိန်ရေလေးချိန်ကိုသမားအပိုင်းနဲ့ရေးမယ်ဘာမှ8ကိုလည်းအပိုင်းနဲ့ပြင်သူကရေလေးချိန်ကကြားသမားတို့ကရေး ထက်ထက်လိုက်တဲ့ခါမှာရေလေးဖြစ်လာရေလေးကျင်က500 plus h ဆိုတော့နော်ကြားရေလေးကျင်က100 gram နောက်ကရေရဲ့လေးကျင်ကထက်ထက်လိုက်တဲ့ခါမှာဖြစ်လာရေလေးကျင်က500 plus h ကိုနော်အဲဒီစမောကြက်ချေကမြောက်မယ်100နဲ့ချင်းနဲ့မြောက်တော့800ရရတယ်900 h က900ရပြီနော်ရှင်းဒီစမအိတ်ကိုလို့ရှိရင်900ကိုညီမရဲ့ဘက်မှာသွားပြီးမှုပြရတယ်ဆိုတော့300ရရနော်။ဒါဆိုရင်ထက်ထက်ရမယ့်ရေရေရဘလို့ဆိုရင်300ပဲ။ရင်တော့900ကျော်ရမှာနော်။ ီတော့ငါရကရထည့်တာတော့ဒီတော့300ကရထည့်ရမှာ800ရကရဒါပေကြားက100ကရရေက800ရကရတော့ one ratio 8ပါပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့ကထည့်ရမယ်လေးချင်က300ကရမှာနော်ဒီနေ့ကတော့လေးချင်ငယ်သုံးသမားနေ့ကနံပါတ်1နဲ့3ဖြစ်ပါတယ်အဆုံးကြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်